နံပါတ်၁ချက်နေတဲ့မိတ်ဆွေကန်နဲ့ပတ်သက်တာကောင်းအားနဲ့ဆိုးအားနဲ့ဒုံသွင်းနေတဲ့ကာလမှာရှိနေပါလေကောင်းတော့တကယ်ချင်းတွေအထောက်ပံ့ကြောင်ကိုမှအစဉ်ပြေတာမျိုးနော်ငွေကြေးတွေပြည့်စုံတာမျိုးပြီးတော့အလုတ်ကိုင်းတွေအစဉ်ပြေတာမျိုးကြုံတွေ့နိုင်ပါလေပြီးတော့ကိုကအကြံဉာဏ်ကောင်းတဲ့တတ်တောင်းမဲ့ဆိုရင်ရရှိနိုင်ပါလေတခုတိထားရမှာကတချို့တကယ်ချင်းမိတ်ဆွေတို့ကြောင့်ကိုယ့်ရဲ့အလုတ်ကိုင်းတွေစီးပွားရေးတွေနှောက်နေတာမျိုး သူတို့တို့ကြောင့်ကိုယ်မှာအချွေးတင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်မဲ့ဆိုအထူးပြုဆိုင်ပါ။ကောင်းတော့မိတ်ဆွေတကယ်ချင်းတွေကိုကောက်ကောက်မွန်ဆက်ဆံပြီးတော့ကိုယ့်ကိုခက်ခဲပေးမဲ့သူကိုယ့်အကျက်နဲ့ပြအောင်လုပ်မဲ့သူတွေကိုဘာမှအားနာနေစရာမလိုဘူး။စိတ်ပေါင်းကိုခွာဆိုတဲ့ပုံစံတိုင်းကိုပေါင်းတင်ဆက်ဆံမှပဲအဆင်ပြေမှာဖြစ်ပါ။ဥပမာကမြ၊မိတ်ဆွေတကယ်ချင်းကအခက်ခဲဖြစ်နေလို့ငွေတွေအာမခံပေးပါလို့အဲ့လိုမျိုးပြောလာခဲ့မဲ့ဆိုရင်လုံးဝမလုပ်ပေးပါနဲ့။ သူတို့တို့ကြောင့်ကို့မှာအကျွေးတင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်တငယ်ချင်းကမိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်တော့အထူးပြုဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ငွေချေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်အရန်ညစ်နေတာတော့မဟုတ်ဘူး။ငွေတချို့ဝင်လာနိုင်ပါတယ်။ဝင်လာမဲ့ငွေတွေကလည်းနော်ကန်နဲ့ပတ်သက်ပြီးတော့ဝင်မှာမဟုတ်ဘူးကန်နဲ့ပတ်သက်ပြီးတော့လောဝလတ်လို့မရဘူးကန်နဲ့ပတ်သက်ပြီးတော့လောက်ကန်မိမယ်ဆိုရင်တေးကြပေါ့စုဆောင်းတဲ့ငွေကြေးတွေပလုံသွားမှာဖြစ်ပါတယ်ကိုစူးစမ်းရင်စူးစမ်းတော့တော့ နော်အလုတ်ကန်နဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်။ရရှာရှိတဲ့ငွေတွေအလွယ်တကူရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းပါလေခင်ဗျာ။မိသားစုရင်းနဲ့ပတ်သက်ပြီးတော့တခုသတိထားစရာတခုရှိပါတယ်။မိသားစုရေနဲ့ပတ်သက်ပြီးတော့မိဆွေကကောင်းနေမယ်ဆိုရင်မိသားစုရေတွေအစဉ်ပြေပြီးတော့မိဆွေကမိဆွေရဲ့မိသားစုပေါ်မှာနားလည်မှုမပေးတာတွေ တော့ကိုကအနိုင်ယူတာတွေအများတန်းတော့ကိုကစိုးနေတယ်ဆိုရင်တော့မိသားစုတွေအဆင်မပြေပြီးတော့စိတ်ညစ်စရာတွေကြုံတွေ့နေမှာလေကိုနဲ့ကိုရဲ့မိဘတွေညီကောင်မောင်နှမတွေနဲ့လည်းနားလည်မှုတွေလွဲပြီးတော့အဆင်မပြေဖြစ်တတ်ပါလေဒါကြောင့်မို့ကြောင့်နေနဲ့အကြံပြုရမယ်ဆိုရင်မိသားစုရေးတွေအဆင်ပြေခြင်းနဲ့ဆိုရင်တော့ကိုဘက်ချမ်းကကောင်းနိုင်အောင်ကြိုးစားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်အဲ့ဒီချမ်းပြေနဲ့ပတ်သက်မယ်ဆိုတော့ခုထိသားမှာအမားယူနေဖြစ်ပြီးတော့ နော်အဆင်မပြေဖြစ်တတ်ပါတယ်အိမ်ဝင်မဲ့သူတွေခြံဝင်မဲ့သူတွေအထူးကူးဆိုင်ပါခင်ဗျာအမားယူတွေဖြစ်တတ်ပါတယ်အကောင်းဆုံးကဒီ2026မှာနော်အိမ်ဝင်မဲ့သူတွေခြံဝင်မဲ့သူတွေအထူးကူးဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်အတူရောင်တွေအလေညာတွေအတွက်ကြောင့်နော်ကို့မှာဆုံးရှုံးမှုတွေတွေဖြစ်နိုင်ပါတယ်အထူးကူးဆိုင်ပါလူငယ်တွေရမ်းတိချင်တဲ့အချိန်နဲ့ပတ်သက်တာအချိန်နဲ့ပတ်သက်ပြီးတော့အရန်ကန်ကောင်းနေတဲ့ကာလတစ်ခုမှာရှိနေပါတယ် အခြေအနေပတ်သက်ပြီးတော့ကြီးစားဟောင်းတွေကဆက်သွယ်လာတာမျိုးကြီးစားဟောင်းတွေအတွက်ကြောင့်ကိုယ်မှာအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်ပါရင်ကိုယ်နဲ့ကိုယ့်ရဲ့ချီတွေကပြက်နေတယ်ကြာနေပြီနော်ကိုယ့်ရဲ့ကြီးစားအဟောင်းတွေကိုကတန်းတားနေတယ်မျောနေတယ်ဆိုရင်အဲ့လိုလူတွေရှိတယ်ဆိုရင်တေချာပေါ့နော်ကြီးစားဟောင်းတွေဆက်သွယ်လာတာမျိုးတွေကြီးစားအဟောင်းတွေနဲ့အဆင်ပြေသွားတာမျိုးတွေကြုံတွေ့နိုင်ပါရင်အဟောင်းတွေကအစ်စ်ပြန်ဖြစ်မယ်ဆိုတဲ့ကာလတွေမှာရှိနေပါဒါကြောင့်မို့အခြေအနေပတ်သက်မယ်ဆိုဒီ2026မှာအရင်တော့ကပတ်သက်ခဲ့မှုတဲ့ရီစာဟောင်းတွေနဲ့ပြန်လည်အဆင်ပြေမယ် နှစ်တစ်ထည့်မှဖြစ်နေပါတယ်ပြီးတော့မမျော်လင့်မဲ့အိမ်တော်နဲ့ကြားနိုင်ခြင်းရှိပါတယ်အရန်ကောင်းပါလေနောက်တစ်ချက်ကောင်းမိတာကဒီလာမဲ့2026မှာမျက်နှာအရန်ပွေနေတဲ့ကာလမှာရှိတယ်အရန်ဆန်းပွေနေတယ်ပေါ့ဗျာမိတ်ဆွေရချိနေပတ်သက်ပြီးတော့ကိုယ်ချင်းတက်လာတဲ့သူတွေကသူ့ရောင်တွေများနေတက်ပါတယ်ဒါကြောင့်အဟောင်းနဲ့အစ်စ်နဲ့ရွေးချယ်မယ်ဆိုရင်အဟောင်းတွေကကိုယ်ပို့ပြီးတော့အကျိုးပေးတဲ့အတွက်ကြောင့်မို့ရီစာဟောင်းတွေကိုပဲရွေးချယ်တက်ပါတယ်လို့ကျွန်တော်အကြံပြုချင်ပါတယ် နောက်တစ်ချက်အိမ်တော်ရေးနေပတ်သက်မယ်ဆိုရင်အိမ်တော်ရေးနေပတ်သက်ပြီးတော့စဉ်ညစ်ရှားတွေစိတ်ဆုပ်ရှားတွေတချို့ကြုံတွေ့တတ်ပါတယ်ဘာမဟုတ်တဲ့စကားတွေတွေ့ကြောင်းဘာမဟုတ်တဲ့လူတွေတွေ့ကြောင်းကိုယ့်ရဲ့အိမ်တော်ရေးထိခိုက်တတ်ပါတယ်အဆင်မပြေဖြစ်တတ်ပါတယ်ဒါကြောင့်မို့အိမ်တော်ရေးနေပတ်သက်မယ်ဆိုအထူးဒီထားရမှာကအပြောစုံလေးတွေဒီထားပါပတ်ဝန်းကျင်ကလူတွေတကယ်ချင်းမိတ်ဆွေတဲ့စကားတွေအထူးပြုဆိုင်ပါ သူတို့တို့ကြောင့်ကိုယ့်ရဲ့အိမ်တော်ရဲ့ထိခိုက်တာမျိုးတွေအဆင်မပြေတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်အိမ်တော်ရေးနဲ့ပတ်သက်မဲ့ဆိုရင်ပြောတာဆိုရယ်ဂယုဆိုင်သူများစကားတွေနားမထောင်နဲ့နားမယောင်နဲ့ဒါဆိုရင်အိမ်တော်ရေးတွေတာယာပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်။ကျမရေးနဲ့ပတ်သက်ပြီးတော့ထွထွတူးတူးပြောစရာမလိုပါဘူး။ကျမရေးနဲ့ပတ်သက်ပြီးတော့အယံအားကောင်းနေတဲ့နေ့တစ်နေ့မှရှိနေပါတယ်။ကျမရေးမကောင်းတဲ့သူတွေကျမရေးကြောင့်တော့ကများနေတဲ့သူတွေကျမရေးကြောင့်စိတ်ညစ်နေရတဲ့သူတွေအနာနဲ့ဆေးနဲ့မတည့်တဲ့သူတွေ တော့တေချာပေါင်းယောဂဝိညာဉ်တက်တာပြီးတော့ပျောက်ကင်းသွားမှာဖြစ်ပါတယ်ကျမ်းမာနေတဲ့သူတွေနေတဲ့ကတော့ကြီးကြီးမားမားတွေဖြစ်လာဖို့မရှိဘူး။ယာဒီဥတုအကူပြောင်းကြောင့်ပဲကျမ်းမာရေးတခါလေးညံ့တတ်ပါတယ်။ဒီသဘောလေးပဲရှိပါတယ်။ဒါကြောင့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တိတ်စဉ်းစရာမလိုဘူး။စိတ်ပူစရာမလိုတဲ့ကာလထဲမှာရှိပါတယ်။နောက်တစ်ချက်ကောင်းနေတာကဒီလာမဲ့2026မှာအင်္ဂါတောင်းတွေနဲ့တောင်းမိကန်ကအရန်ကောင်းနေပါတယ်။တောင်းမိမရှိတဲ့သူတွေနေတဲ့ကတော့တေချာပေါ့တောင်းမိရမယ်နှစ်သနစ်ဖြစ်ပါတယ်။ ပြီးတော့တာမီရင်နဲ့ပတ်သက်ပြီးတော့တာကျွရောတမီကျွရောခန်းစားရမှဖြစ်နေမှာ ရှိနေပါတယ်။ဒါကြောင့်အင်ကာတာမီဖေဖေမီနဲ့တာမီကန်နဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတဲ့နှစ်နှစ်မှာကြုံတွေ့နေပါတယ်။အရန်ကောင်းပါတယ်။ပြီးတော့ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်လည်းအရန်ကောင်းပါတယ်ခင်ဗျောင်းဘာသာတရားတွေကိုကိုကအမြဲမပြတ်လှုပ်ချင်အောင်ဖြစ်เนาะကိုရဲ့အလောက်ခိုင်းနေစီးပွားရေငွေကြေးတွေအဆင်ပြေလာမယ်နှစ်နှစ်မှာရှိနေပါတယ်။ဒါကြောင့်မို့အင်ကာတာမီဘာသာတရားတွေများများလှုပ်ပြီးပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျောင်း။ ပညာရေးနဲ့ပတ်သက်ပြီးတော့အင်ကာသမီတွေဒီနှစ်စမှာစာဝေးပွဲဖြစ်ဖို့ကိစ္စတွေရှိတယ်ဆိုရင်တရားမောင်းအောင်မြင်မယ်ကာလထဲမှာရောက်ရှိလာပြီ။ဒါကြောင့်စာမေးပွဲနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဖြေမယ်ဆိုမယ်အဲ့လိုအင်တာဗျူးမယ်ဆိုရင်အောင်မြင်လွယ်တယ်အဆင်ပြေလွယ်တယ်။ဒါကြောင့်ကိုကစာမေးပွဲနဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့ဒီရွေးနောက်မှာကျွန်တော်ရေရာလေးပေးမယ်။ဒီတစ်နှစ်ပတ်လုံးစာဝေးဖြေခန်းဤမှာဒီရေရာချီပြီးတော့ဖြေမယ်ဆိုရင်အလွယ်တကူအောင်မြင်တာမျိုးတွေကိုကြက်မှတ်ထားတဲ့စာတွေရွေးပြီးတော့ မေးတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့ရေတရားအောင်ဖြစ်အောင်ခြေပြီးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အရှင်ပြေတဲ့အောင်မြင်တဲ့အခုသတိထားရမှာကအပိတ်ပင်တွေအသားစီးတွေအဟန့်သားတွေတို့ကြောင့်နော်ကိုယ့်ရဲ့အလုပ်တွေအဆင်မပြေတွေကြုံတွေ့လာနိုင်တယ်။အဲ့ဒါတွေကိုဖျက်ချော်နိုင်မယ်ဆိုရင်တော့ခါတိုင်းနဲ့မတူဘဲနဲ့ကြီးကြီးကျယ်ကျယ်အရှင်ပြေတာမျိုးတွေ အောင်မြင်မှုတွေအများကြီးရရှိမှာဖြစ်ပါတယ်။မိတ်ဆွေကအတိကကဘယ်လိုအခက်ခဲမဆိုဘယ်လိုအကျက်တယ်မဆိုရင်ဆိုင်မယ်ကြော်ဖြတ်မယ်ဆိုတဲ့စိတ်ပဲမွေးတာ။အာစီးပွားရေးအောင်မစားတင်ရတယ်ဘူးစီးပွားရေးတော့ကောင်းကောင်းမလုပ်ရတယ်လက်လျှော့မယ်ဆိုရင်တော့အဆင်ပြေမှာမဟုတ်ဘူး။ဒါကြောင့်မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့စူးစမ်းအားထုတ်မယ်ဆိုရင်တော့တေးကြပေါ့ဒီနှစ်နှစ်မှာအဆင်ပြေမယ်နှစ်နှစ်ကိုရရှိလာမှာဖြစ်ပါတယ်။ဒီချက်တော့အရန်ကောင်းပါလေခင်ဗျာ။တခုတ်တတိထားစရာရှိတာက အင်ကောင်တောင်းရည်နေတဲ့ဒီလာမဲ့2026မှာကံနဲ့ပတ်သက်ပြီးတော့အကျိုးမပေးတဲ့ကာလတစ်ခုမှာရှိနေပါတယ်။ကံနဲ့ပတ်သက်ပြီးတော့မစံတတ်တဲ့ဘူး။ကံနဲ့ပတ်သက်ပြီးအဓိကအလုပ်လုပ်နေတဲ့သူတွေဆိုအထူးကြီးဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့အကျိုးမပေးတဲ့အတွက်ကြောင့်မို့ကိုစုဆောင်တဲ့ငွေကြေးတွေမလုံတော့တတ်ပါတယ်။ဒါကြောင့်မို့ကံနဲ့ပတ်သက်ပြီးတော့အထူးကြီးဆိုင်ပါခင်ဗျာ။မိတ်ဆွေကကံစမ်းချင်တယ်။နော်ကံကောင်းနေတဲ့နံပါတ်က6ပါးနံပါတ်တွေ လေးပါးရဲ့နံပါတ်တွေကအကျိုးပေးနေတဲ့ကာလနဲ့မှဖြစ်နေပါတယ်။ကံကောင်းနေတဲ့အကြောင်းကအဖြူရောင်ရဲ့မိကိုရောင်တွေကကံကောင်းတယ်၊ကိုညံရှိတယ်လို့အသုံးပြုပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။နောက်တစ်ချက်ရံကောင်းနေတာကဒီလာမယ့်နှစ်တွေမှာမိဆွေကိုမမြင်နိုင်တဲ့လောကီပညာတွေနဲ့ပြူစားတာတွေနောက်ဆက်တာတွေတိုက်ခတ်တာတွေလွယ်လွယ်နဲ့လှုပ်လို့မရတဲ့နှစ်နှစ်မှာကြုံတွေ့နေပါတယ်။ပြီးတော့မိဆွေကရက်ဝေးသွားမယ့်ကိစ္စတွေရက်ဝေးသွားပြီးအလုပ်လုပ်မယ်၊ဂိုင်းမယ်နော်ဗီဇာတွေဆောက်ဆိုင်းနေတယ်ဆိုရင်တေချာပေါက်ရရှိမယ်ဆိုတဲ့နှစ်နှစ်မှာရောက်ရှိနေပါတယ်။ ။ဒါကြောင့်မို့မိတ်ဆွေတို့အနေနဲ့သွားမယ်လာမယ်ဆိုရင်လမ်းခီမှာအကျိုးပေးရင်လည်းကလာတယ်မှာရှိနေပါလေ။အရန်ကောင်းပါလေခင်ဗျာ။ခဏတုန်းကကျွန်တော်ပြောခဲ့တဲ့မျိုးပဲမိတ်ဆွေကိုမမြင်နိုင်တော့လောကီပညာနဲ့ပြူကြားနှောက်ဆက်လို့မရဘူးဆိုပေမဲ့ပြီးခဲ့တော့နှစ်တော်ကမိတ်ဆွေကကျမ်းမာရေးမကောင်းဘူး။ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူး။နော်စိတ်နဲ့လူနဲ့မကပ်ဘူးနော်အမြဲတမ်းလိုစိတ်တွေကလေးလံနေတယ်ဆိုရင်ကျွန်တော်အကြံဉာဏ်လေးတစ်ခုပေးချင်တာကနှိစက်ရဆရာတွေမှာစစ်ဆေးကြည့်လိုက်ပါကျွန်တော်စီကိုလာပြီးဆက်ဆက်ပြီးစစ်ဆေးမယ်ဆိုတော့ခါမယ်စစ်ပေးပါမယ်ခင်ဗျာ ကဲဒါဆိုရင်ကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားကိုခြေချင်းအားဖြင့်ဒီလာမယ်နော်2026တနှစ်ပတ်လုံးမှာအင်္ဂါသားမျိုးတွေကံကောင်းခြင်းနဲ့ကိုယ်စုရောက်ရှိလာပြီးတော့အဆက်ဆက်ရရအဆင်ပြေသွားမှာဖြစ်ပါတယ်ရေတရားဖျောင်းလုပ်ပြီးပါလို့ကျွန်တော်ကအကြံပေးချင်ပါတယ်ခြေရမယ်ရေတရားကမခက်ပါဘူးတွေ့ကူပါတယ်လိမ္မော်ဒီခက်ကြီးကြီးလေးနော်တတ်တတ်လေးကိုမိတ်ဆွေတို့အမွှားလေးတွေတည်ချာ ခွာပြီးတော့အမွှာလေးတွေပတ်ပတ်လဲလဲစီလိုက်ပေါ့ပကံပြားကြီးတီးတီးထဲမှာလိမ္မော်တီးတွေကိုသူ့ရဲ့အခွန်းလေးကိုခွာမယ်နော်သိလားအမွှာလေးတွေကိုပတ်ပတ်လဲလဲပန်းပုံစံမျိုးလေးစီလိုက်ပြီးအလဲမှာလက်ဖက်လေးတစ်ပုံချပြီးတော့ဖျားအောင်တူတန်းရမှာဖြစ်ပါတယ်လက်ဖက်ဆိုတာကအာကျွန်တော်တို့ရိုးရိုးလက်ဖက်ကိုစီတပေးစားတွေချူမုတ်တွေနော်ကောင်းကောင်းလေးနေပြီးတော့နော်အဲ့ဒီခဏပြောတဲ့လေမော်တီးကိုပက်ပက်လေးလေးဝိုင်းတဲ့လေမော်တီးအလဲမှာအဲ့ဒီလက်ဖက်လေးကိုပုံပြီးတော့ ရောက်ကိုကတ်လို့လှူဒန်းမယ်ပြီးတော့ရင်စီမီတွေမှုတာတွေထုတ်မယ်ဒီရေတရားကိုလှုပ်ချင်အောင်ပြေတစ်နှစ်ပတ်လုံးကံကောင်းချင်းတွေအစင်ပြေချင်းတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ကျွန်တော်ပြောတာနားလည်သဘောပေါက်လားမသိဘူးလွယ်ကူပါရင်နော်လေမွန်ဒီတွေကိုပက်ပက်လေးလေးပန်းပုံစံလေးမိဆွေတွေ့ပူမှာပါနော်ပက်ပက်လေးလေးဝိုင်းလိုက်တယ်အခုနေခွာလိုက်တဲ့အမွာလေးတွေပေါ့နော်ပြီးရင်လက်ဖက်လေးကအလယ်မှာပုံမှတ်တယ်ကြားပဲပြီးရင်စီမီတွေမှုရာတွေထုံပြီးတော့ဖះအောင်ကက်လူလူတန်းချရာပြီးကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်အဓိကရည်ကြီးရမိတ်ဆိုအမျှပေးတဲ့နေရာမှာ ျွန်တော်ကျမတို့ဒီဒီနေ့ပြရတော့ကုလို့စုစုလို့ကို31ဘုံကျင်းလေးကြောင်းကုန်တော့တတော်ဘောင်းတို့မြေတာပို့ပါအမျှပေးဝေးပါအမျှအမျှဆိုပြီးတော့နောက်ပိတ်ဆုံးမှာအဲ့လိုလေးအမျှပေးခြင်းအားဖြင့်မိတ်ဆွေတို့မမြင်နိုင်တော့နှက်ကောင်းနှက်မြက်တွေရအကူအညီထောက်ပံ့ကောင်းရရှိပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေစုတောင်းခြင်းအားဖြင့်ပြည်တော်တွေကိုပြည့်တော်မှာဖြစ်ပါတယ်။ကိုကဆောင်းပွဲအောင်ခြင်းနဲ့ဆိုရင်ဆောင်းပွဲအောင်တာပေါ့အိမ်တော်ကြီးစီးပွားရေးဆင်ပြေခြင်းနဲ့ဆင်ပြေခြင်းတာပေါ့အဲ့ဒါလေးကိုစုတောင်းခြင်းအားဖြင့်အတော်တွေကိုအဆင်ပြေသွားမှာဖြစ်ပါတယ်။နောက်တစ်ချက်ခြေရောက်ရတဲ့အညက်တွေထွက်တဲ့ရတရားလေးကျွန်တော်ပေးမယ်။ အညံ့နေထွက်စီတဲ့ကြေရာကမိတ်ဆွေရဲ့အိမ်နော်ဖက်နှက်ချွတဲ့နေရာမှာနော်ဝင်ထွက်လေကားရင်းမှာအဲ့လိုနေရာပြုတ်ညက်တဲ့နေရာမှာကြံညို့ကိုခြေထောက်နဲ့နင်းချင်ဖြစ်စီရမှာဖြစ်ပါတယ်ကြံညို့ရှာရခက်တယ်ဆိုရင်ကိုကိုညို့လည်းရတယ်နော်အေးဖက်နှက်စင်နားမှာနော်ဖက်နှက်ချွတဲ့နေရာမှာအဲ့ဒါလေးကိုတေချာလေးချနေပြီးတော့ခြေဖြတ်ရမှာဖြစ်လာတယ်ပြီးွားရင်ချောင်းမှာတော့မြှောက်ပြလိုက်ပါငါးစီမှာရှိတဲ့အညံ့လေးငါးစီမှာရှိရင်မကောင်းတဲ့ຢာတွေဟောဒီချောင်းနဲ့တပါတယ် မျောပါသွားပါစေဆိုပြီးဆုတောင်းရမှာဖြစ်ပါတယ်။တတိထားရမှာတစ်ခုကကိုယ့်ရဲ့အိမ်မှာတနင်းလာသားသမီးတွေရှိတယ်ဆိုရင်လုံးဝမလုပ်ပါနဲ့။သူတို့ကိုသွားခိုက်မှာဆိုလို့ပါ။ဒါကြောင့်မို့ကိုယ့်အိမ်မှာတင်းလာသားသမီးတွေမရှိဘူးဆိုရင်လုပ်လို့ရပါတယ်။ရက်ဝေးမှာတနေတကြီးမှာနိုင်ငံခြားမှာဆိုရင်ရတယ်။အိမ်မှာမနေဘူးဆိုရင်ရတယ်။အပြင်မှာဆိုရင်ကြောင်းမဟုတ်ဘူး။ကဲအခုကျွန်တော်ပြောတဲ့ရည်ရည်အားကိုနားလည်တဲ့ပေါ်ပါမယ်ထင်တယ်။ဒီရည်ရည်အားကိုချင်းချင်းအားဖြင့်ကံကောင်းမှုတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။